Hello အားလုံးပဲမင်္ဂလာပါ Shop Computer Training Center ရဲ့ Knowledge Sharing Lesson ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ computer ကိုအခြေခံကနေလေ့လာနေတဲ့သူတွေအတွက်အကျိုးရှိစေမယ် Personal Computer ဆိုတာဘာလဲ Desktop Computer နဲ့ Laptop Computer ကဘာတွေကွာခြားလဲဘယ်သူတွေအသုံးပြရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီ video ထဲမှာရှင်းပြပေးရတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့သင်ခန်းစာလေးကိုအဆုံးထိအတူတူလေ့လာလိုက်ရအောင်ပါ personal computer pc computer တစ်လုံးသုံးနေတဲ့သူအနေနဲ့ personal computer ဆိုတာ pc လို့အတူကောက်ခေါ်လေးရှိပါတယ်မြန်မာလိုဘာသာပြန်တဲ့အခါမှာဆိုရင်တော့တကူရီသုံး computer လို့ဘာသာပြန်ပါတယ် how to use personal computer pc personal computer ကိုဘယ်လိုအသုံးပြုရမလဲ personal computer တွေကိုတော့ web processing စာတီစာရေးလုပ်တဲ့အခါမှာအသုံးပြုတယ် internet browsing internet အသုံးပြုဖို့အတွက်သုံးတယ် email တဖက်လူကကို email ပို့လာတာဖြစ်ဖြစ်ကိုကတခြားသူကိုပို့တာပဲဖြစ်ဖြစ်အသုံးပြုလို့ရပါတယ် entertainment ဖျော်ဖြေခန္ဓာတွေမှာလည်းအသုံးပြုပါတယ်ဖျော်ဖြေခန္ဓာလို့ပြောတဲ့အခါကိုယ့်ရဲ့အားလက်ချိန်မှာရုပ်ရှင်ကြည့်တာတခြင်းနားထောင်တာဂိမ်းကစားတာဒါတွေအားလုံးပါဝင်တာပဲဖြစ်ပါတယ်နောက် တစ်တစ်ခုကတော့ education မှာ education လို့ပြောလိုက်တဲ့အခါအခုခေတ်မှာဆိုလို့ရှိရင်အားလက်ချိန်မှာကွန်ပျူတာကိုသုံးပြီးတော့ online ကနေပြီးတော့ learning သင်ယူကြရင်ကိုကနေပြီးတော့လည်းတခြားတယောက်ကိုပြန်သင်ပေးကြရတယ်ဒီလိုမျိုး education journey အတွက်လည်းအသုံးပြုလို့ရတာပဲဖြစ်ပါတယ် personal computer လို့ပြောလိုက်တဲ့အခါ desktop computer ရဲ့ laptop computer ရဲ့ဆိုပြီးနှစ်မျိုးရှိပါတယ် desktop computer ဆိုတာကတော့ဒီလိုပုံစံလေးဖြစ်ပြီးတော့ laptop computer ဆိုတာကတော့ဒီပုံစံဖြစ်ပါတယ် desktop computer ကတော့ is a personal computer design personal computer တလုံးပုံစံပဲဖြစ်ပြီးတော့ to be used regularly at a single location နေရာတနေရာပေးထားရတယ် example ပြောရမယ်ဆိုရင်တော့ desk or table ခုံတလုံး down machine စပွဲတစ်ခုပေါ်မှာ သူ့အတွက်နေရာလေးတနေရာပေးထားရတဲ့ဟာကိုတော့ desktop computer လို့ခေါ်ပါတယ် laptop computer ဆိုတာကတော့ is a portable personal computer တစ်စောင်း portable personal computer ဆိုခောက်လို့ရပြီးတော့တနေရာကနေတနေရာကိုတည်ယူသွားလို့ရတဲ့ပေါ့ပေါ့ပါပါအသုံးပြုနိုင်တဲ့ computer ပဲဖြစ်ပါတယ် desktop computer နဲ့ laptop computer က differences ချားနာချက်ပေါ့နော်။ဘာတွေကွာခြားလဲဆိုလို့ရှိရင်တော့ desktop computer မှာဆိုရင်နေရာရွှေ့ပြောင်းရခက်ခဲတယ်၊တည်ယူဖို့ခက်ခဲတယ်။ desktop computer ရဲ့အစိတ်အပိုင်းတွေက keyboard တွေ၊ mouse တွေ၊ monitor တွေ၊ system unit တွေဒီအရာတွေအကုန်လုံးကတခုစီတရားပါဝင်တာဖြစ်တဲ့အတွက်တနေရာကနေတနေရာကိုတည်ယူရွှေ့ပြောင်းတဲ့အခါအနည်းငယ်အခက်အခဲရှိပါတယ်။ အသုံးပြုရတဲ့အခါမှာဆိုလို့ရှိရင်လည်းလျှက်စမီအများရန်လာမှအသုံးပြုနိုင်လာဖြစ်ပြီးတော့ power plug အများရန်တက်ပြီးတော့အသုံးပြုရတာဖြစ်ပါတယ်။အကယ်လို့မီးမလာတဲ့အခါမှာဆိုလို့ရှိရင်နောက်ကနေပြီးတော့အသုံးပြုလို့ရဖို့ drawer supporting နေလဲထပ်ပြီးတော့လိုပါသေးရဲ့။ ပုံမကြီးမားတဲ့အစိပ်ပိုင်းတွေကြောင့်ဆွမ်းဆောင်ရည်အားပိုကောင်းပါတယ် desktop computer မှာဆိုလို့ရှိရင်သူတွေသူတို့ဒီအစိပ်အပိုင်းတွေကတခုစီလာတာဖြစ်တဲ့အတွက် heavy work နဲ့ gaming ဆော့မဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ထိ ंछ ုံမှုအားပိုကောင်းတာဖြစ်တဲ့အတွက်ပို့ပြီးတော့အသုံးပြုလို့ကောင်းပါတယ် system upgrade လုပ်ဖို့အတွက်လည်းလွယ်ကူပါတယ်။ desktop computer မှာဆိုရင်တော့ RAM ရဲ့ CPU ရဲ့ graphic card ရဲ့ hard drive တွေဖြစ်တဲ့ HDD တို့ SSD တို့ကိုလည်းကိုယ့်ရဲ့စိတ်တိုင်းကြတက်ဆင်လို့ရတာပဲဖြစ်ပါတယ်။အာကိုယ့်ရဲ့ငွေပမာဏတက်နိုင်တဲ့အပေါ်မှာမူတည်ပြီးတော့ကိုယ့်အသုံးပြုချင်တဲ့ version နဲ့ကိုယ့်အသုံးပြုချင်တဲ့ system requirements ပေါ်မူတည်ပြီးတော့ တစ်ခုချင်းစီကိုကိုက်ညီတဲ့ပမာဏကိုအသုံးပြုလို့ရတာပဲဖြစ်ပါတယ်။အစိပ်ပိုင်းတစ်ခုချင်းစီကအလွယ်တကူဖြုတ်တက်လို့ရပြီးတော့ monitor တွေ keyboard တွေ mouse တွေ system unit တွေအကုန်လုံးကလည်းတိကျစီပါဝင်တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ desktop computer က နေရာတနေရာအခန်းထောက်မှာဖြစ်ဖြစ်တာမမရှင်စပွဲခွန်တလုံးပေါ်မှာပေးထားရပြီးတော့အိမ်မှာအသုံးပြုမဲ့သူတွေနဲ့ရုံးကမ်းမှာသုံးမဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ပို့ပြီးတော့တင်တော်ပါတယ်။ laptop computer ကတော့တင်းငယ်ပေါ်ပါပြီးတော့တနေရာနဲ့တနေရာကိုအလွယ်တကူတည်ယူရွှေ့ပြောင်းလို့ရပါတယ်။မီးလာတဲ့အချိန်မှာဆိုရင် battery အားအပြည့်သွင်းရမယ်။မီးမလာတဲ့အခါမှာဆိုလို့ရှိရင်လည်းကိုသွင်းထားတဲ့ battery အားနဲ့ပဲအချိန်ကြာအသုံးပြုနိုင်ပါတယ်။အစိတ်အပိုင်းတွေအကုန်လုံးကလည်းတင်းငယ်ကျင့်သစ်စွာလုပ်ထားပြီးတော့ performance ပိုင်းမှာဆိုရင်တော့ desktop computer နဲ့ရှင်းလိုက်တဲ့အခါနည်းနည်းလေးလျှော့နေတာရှိနိုင်ပါတယ်။ system upgrade လုပ်ဖို့အတွက်ဆိုရင်တော့ RAM နဲ့ hard drive ကိုပဲ upgrade လုပ်ဖို့အတွက်လွယ်ကူပါတယ်။ example ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ computer မှာရှိရဲ့ hard drive ပေါ့နော် SSD က 128GB ပါတယ်။ကိုယ်က GIF ပို့ပြီးရလို့ချင်းလို့ 256GB တိုးခြင်းနဲ့ဒီလိုအခါမျိုးမှာဆိုလို့ရှိရင်တိုးလို့ရပါတယ်။ဒါပေမဲ့ desktop computer မှာတော့အလိုမျိုးတော့ CPU တို့ graphic card တို့ကိုတော့တိုးလို့မရပါဘူး။သူတို့တွေဒီ motherboard လို့ခေါ်တဲ့ main board ထဲမှာတခါရဲ့ပါဝင်ထားပြီးသားဖြစ်ပါတယ်။အစိမ့်ပိုင်းရဲ့အကုန်လုံးကတခုချင်းစီကိုအလွယ်တကူပို့စိတ်တိုင်းကြဖြုတ်လို့မရပါဘူး။ပြန်ကျင်တဲ့ service center မှာရှိရဲ hardware technician တွေအနေနဲ့စနေတကျဖြုတ်တက်တာကလို့ပဲပို့ပြီးတော့အဆင်ပြေပါတယ်။ monitor တွေ keyboard တွေအကုန်လုံးကလည်းတစ်ခါရဲပါဝင်မိတာဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင် desktop computer ကိုဘယ်သူတွေအသုံးပြုသင့်လဲ desktop computer ကိုတော့ high end gaming တမားရေဥပမာ streaming လုပ်တဲ့သူတွေ အနေနဲ့ဆိုလို့ရှိရင်အသုံးပြုလို့ရပါတယ် video editing နဲ့ graphic design တွေကို professional ကြကြအသုံးပြုတဲ့သူတွေဥပမာ 3D model design နဲ့ engineering သုံးတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ high performance လိုအပ်တာဖြစ်တဲ့အတွက် desktop computer ကိုအသုံးပြုဖို့အတွက်သင့်တော်ပါတယ် အစိမ့်ပိုင်းတစ်ခုချင်းစီကိုလည်းကိုယ့်ရဲ့စိတ်တိုင်းကြပါတော့ရှိမှပြောခဲ့သလိုဘာချစ်တစ်ခုပေါ်မှာမူတည်ပြီးတော့တက်ဆင်ခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီ desktop computer ကပို့ပြီးတော့တင်တော်ရဲရုံးကန်းနေအိမ်ဒီမှာထားခြင်းထားပြီးတော့အလုံးလုံးချင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်း desktop computer ကိုအသုံးပြုလို့ရပါတယ် desktop computer ကိုအသုံးပြုရဲ့အခါမှာ monitor screen ဒီတည်တံ့ပါဝင်တာဖြစ်တဲ့အတွက် screen size ကြီးကြီးမြင်နေတဲ့သူတွေအနေနဲ့ဆိုရင်လည်းပို့ပြီးတော့အဆင်ပြေပါတယ် laptop computer ကိုတော့ပုံမှန်ကြောင်းသွားယုံသွားပေါ့နော်အသုံးပြုရတဲ့သူတွေအချိန်မကြီးခင်းပြီးသွားရတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်အသုံးပြုတင်ပြီးတော့ power plug မတက်ထားဘဲနဲ့အချိန်ကြာကြာနဲ့စနစ်တကျနဲ့အသုံးပြုနေတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင် laptop computer ကိုအသုံးပြုလို့ရပါတယ် ဒါဆိုလို့ရှိရင်တော့ဒီနေ့သင်ခန်းစာမှာရှင်းပြပေးခဲ့တဲ့ personal computer ဆိုတာဘာလဲ desktop computer နဲ့ laptop computer ကရောဘာတွေကွာခြားလဲပြီးရဲ့အခါ desktop နဲ့ laptop ကိုပေါ့ဘယ်သူတွေသုံးသင့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ video ထဲမှာနားလည်ခဲ့မယ်လို့ထင်ပါတယ်ရှင် teacher ရဲ့တင်နန်းမှာဆိုလို့ရှိရင် course သုံးခုတက်ရောက်လို့ရပါတယ်။ business computer using course ကတော့ computer ကိုအခြေခံကနေစပြီးတော့လေ့လာမယ်သူတွေအတွက်အသုံးပြုလို့ရပါတယ်။တက်ရောက်လို့ရပါတယ်။နောက်တစ်တစ်ခုကတော့ in office special course ပါ။လုပ်ငန်းခွင်ဝင်မှုအတွက်ကျောင်းသားကျောင်းသူတွေအနေနဲ့ရုံးပိုင်းဆိုင်ရာဆိုင်ရက်ဆိုင်ရာစီးရင်ဆရာတွေနဲ့ presentation တွေကိုစနစ်တကျလုပ်ချင်တဲ့သူတွေတက်ရောက်လို့ရပါတယ်။ advanced excel course ကတော့စီးရင်ဆရာကိုပဲအထူးသီးသန့်ကျန်းကျင်ရှင်တဲ့သူတွေအတွက် business excel ကိုကျွမ်းကျင်မိသားသူတွေအနေနဲ့ advanced excel course ကိုဆက်လက်တက်ရောက်လို့ရတာပဲဖြစ်ပါတယ်ချဲရဲ့ဒီ YouTube channel လေးကကွန်ပျူတာကိုလေ့လာနေတဲ့သူတွေ အားလုံးအတွက်အချို့ရှိစေမယ့် knowledge sharing video လေးတွေကိုတင်ပေးသွားမှာဖြစ်တဲ့အတွက်ဒီချဲရဲ့ဒီ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။ကိုယ့်အတွက်အချို့ရှိရဲ့အခါတခြားသူတွေလည်းနားလည်လို့ရအောင်ဒီ video လေးကို share သွားပေးဖို့အတွက်လည်းတောင်းဆိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ် video လေးမှာပြန်မျှော်တွေ့ရအောင်ပါ။